Tuscaloosa is the latest city to ban saggy pants. The crackdown comes after a complaint from a citizen. The maximum penalty get this a $500 fine and 30 days in jail. <laughs> ဝက်စပါရီကျွန်တော်ကတော့ခေရဲဖြစ်ပါတယ်ဒီနေ့မှာတော့ street wear culture တွေကအရန်ကို လူကြိုက်များနမည်ကြီးနေတဲ့ fashion trend တစ်ခုဖြစ်တဲ့ဘောင်းမီအောက်ကို short fashion ခေါ် sagging fashion အကြောင်းနဲ့ဘယ်လိုဝတ်ဆင်ရမလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားပါမယ်အဲ့ဒါဆိုရင်တော့ရှည်ရှည်ဝဲဝဲပြီးပြောမနေပဲဗီဒီယိုကိုစလိုက်ကြရအောင် sagin fashions ဝါက jeans jogger short စာရတွေကို waistline ခါရဲ့အောက်ပိုင်းထိခြားဝတ်တတ်တဲ့ style တစ်ခုပဲဖြစ်ပါတယ်။တချို့သူတွေအတွက်ဒီ style က freedom လွတ်လပ်မှု masculinity ဖြစ်မှုနဲ့မျက်မှောင်မောင်ရဲ့တခြင်းနဲ့အရလို့ငါ confidence so high မျက်နှာချက်ခေါင်းပိုးထိုးပလိုက်ဆိုတဲ့အတိုင်းသူတို့ရဲ့ confidence တွေကိုထုတ်ပြဖို့အတွက်ဝတ်ဆင်ကြတဲ့ fashion တစ်မျိုးပဲဖြစ်ပါတယ်။ အခုချိန်မှာလဲ Sagin ဆိုတာက street wear နဲ့ hip hop culture ရဲ့အတိအက element တစ်ခု ဖြစ်နေပါပြီ။အဲ့ဒါဆိုရင်တော့ Sagin style ရဲ့ history သမိုင်းကြောင်းလေးကိုနည်းနည်းလေးဆက်ပြီးတော့ကြည့်လိုက်ကြရအောင်။ Sagin fashion ရဲ့အစက1980နဲ့1990ကာလတွေတုန်းကအမေရိကမှာစခဲ့ရလို့ပြောလို့ရတယ်။တချို့ပြောကြတာကကြတော့ Sagin style ရဲ့အတိအကအချင်းထောင်တွေကနေပေါ်ပေါက်ခဲ့လို့လည်းဆိုကြတယ်။ထောင်ထဲရောက်နေတဲ့သူတွေကအထက်မှာ bulk ခပတ်တွေတုံးခွင့်မရှိရအောင်သူတို့ရဲ့ပေါင်းမှုတွေက ပါပါအတိုင်းအောက်ကိုလျှောကြတဲ့ပုံစံဖြစ်လာတယ်။အဲ့ဒီ look ကိုတာမန်လူငယ်တွေက invitation လုပ်ပြီးတော့ rebel style အနေနဲ့ဝစ်စင်လာခဲ့ကြတယ်။1990နောက်ပိုင်းမှာတော့ hip hop artist တွေဖြစ်တဲ့ Tupac Shakur, Snoop Dogg Ice Cube, Blake Wearing တို့ကအဲ့ဒီ style ကို stage ပေါ်မှာပြီးရင် music video တွေအတီပါဝင်စင်လာခဲ့ကြတယ်။အဲ့လိုနဲ့ Sarkin ဆိုတာက hip hop ရဲ့ image တခုလိုတောင်ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ street dancer, skater, rapper တွေအတီကိုဝင်စင်လာခဲ့ကြပါတယ်။ 2000ခုနှစ်နောက်ပိုင်းမှာတော့ Baggy Jeans က trend ဖြစ်လာပြီးတော့ Sagan Style က streetwear identity တစ်ခုဖြစ်လာခဲ့ပါတယ်။အခု2020နဲ့နောက်ပိုင်းကာလတွေမှာတော့ Y2K revival ပြန်ဖြစ်လာတဲ့အတူ Sagan ကို modern streetwear နဲ့ပြန်လည်ပေါင်းစပ်ပြီးတော့ဝေဆင်လာကြပါတယ်။ Travis Scott, ASAP Rocky, Billie Eilish တို့လို artist တွေကလည်း Sagan Style ကို reintroduce လုပ်ဝေဆင်လာတာကြောင့် younger generation နဲ့လူငယ်တွေကပြန်လည်သဘောကျလာခဲ့ပါတယ်။လူငယ်တွေအနေနဲ့သူတို့ရဲ့စိတ်ခံစားချက်နဲ့လာ ပြီးတော့ freedom ဖြစ်တယ်ပြီးရင် express myself without rules ဆိုတဲ့ message ကိုပေါ်ပြဖို့အတွက် cycling ကိုဝစ်ဆင်လာကြပါတယ်ဒါပေမဲ့ conservative ဖြစ်တဲ့မိဘတွေနဲ့ဆိုရင်တော့အနည်းနဲ့အများတော့ကတောက်ကစလေးတွေရှိနိုင်ပါတယ်ကဲအဲ့ဒါဆိုရင် second fraction which in April draw အကောင်းဆုံး outfit ၅မျိုးကိုကျွန်တော်အသေးစိတ်ပြောပြပေးပါမယ်။ဒီ fraction ကိုကပေါင်းမီအောက် short fraction မလို့ outfit တိုင်းမှာအထူးသဖြင့် short ချဝတ်ဖို့ကိုကျွန်တော်ပြောနေမှာမဟုတ်ပါဘူး။ first of all ကတော့ old school hip hop vibe ဖြစ်ပါတယ်အပေါ်မှာ oversize white t-shirt ကိုအောက်က baggy jeans နဲ့တွေ့ဖက်ဝစ်စင်ခြင်းပါတယ်ဖက်နှက်ကတော့ Timberland boots တွေကအကောင်းဆုံးပဲဖြစ်ပါတယ်ကိုကပို့ပြီးထိုက်ဖြည့်ခြင်းတော့ snapback အုပ်ထုပ်တလုံးမှာစောင့်လို့ရပါတယ်ဒီ look က1990လောက်က pure hip hop vibe ကို အပြည့်အဝပေးနိုင်ပါတယ်ပြီးရင်ကိုစိတ်ကြိုင် change white bridge light sorry နဲ့တွေ့ဖက်ဝစ်စင်လို့ရပါတယ် second outfit ကတော့ modern streetwear fit ပဲဖြစ်ပါတယ်အပေါ်မှာ graffiti တထည်ကိုအောက်က sagging cargo pants နဲ့တွဲဝတ်စီခြင်းပါတယ် sneaker ကတော့ Nike Air Force 1သို့မဟုတ် Jordan 1စတွေကအကောင်းဆုံးပဲဖြစ်ပါတယ် တက်အော့ဖစ်ကတော့ layer oven style ပဲဖြစ်ပါတယ်အရင်ဆုံး hoodie ဒါမှမဟုတ် t-shirt တစ်ထည်ခံပြီးတော့အပေါ်က oversize jacket or bomber jacket နဲ့တွေ့ဖက်ဝတ်ဆင်လို့ရပါတယ်အောက်မှာတော့ baggy jeans တွေကိုရွေးချယ်စီခြင်းပါတယ်ပြီးရင်ပိုမိုက်ဝါအောင် beanie လေးပါထပ်ဆောင်စီခြင်းပါတယ်ဒါကအေးရရာတီဥတုတွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်ဖက်နာကတော့ Timberland တို့ Boost မျိုးတွေကို recommend ပေးပါတယ် full of it ကတော့ Samuel Chill Sack Poison ပဲဖြစ်ပါတယ်အပေါ်မှာ Tank Top ဒါမှမဟုတ် Sleepless T ကိုအောက်က Jots or Shock ကို Cycling ပုံစံဝတ်ဖို့အကြံပေးပါတယ်ဖက်နက်ကတော့ Slides of Van Slip on စသဖြင့်ရွေးချင်နိုင်ပါတယ်ဒီ style က Beach ပဲဖြစ်ဖြစ်ဒါမှမဟုတ် Damn Hangal လုပ်တာတွေအတွက်အသင့်တော်ဆုံးပဲဖြစ်ပါတယ်နောက်ဆုံး Outfit ကတော့ Designer Street Mix ပုံစံပဲဖြစ်ပါတယ်ဒါကတော့ Rich Kids တွေဒါမှမဟုတ်ရေရှင်တဲ့သူတွေအတွက်ပဲဖြစ်ပါတယ်အပေါ်မှာ Slim Fit တီကိုဝင်ပြီးတော့အောက်က jeans နဲ့တော်ဝင်စင်ကြပါတယ်ပြီးရင်ခပ်ပတ်ကတော့ brand of bolt ဖြစ်တဲ့ fake lv gucci စသဖြင့်ကိုစိတ်ကြရွေးချယ်ဝင်စင်နိုင်ပါတယ်ဖနက်ကတော့ nike နဲ့ dior collaboration လုပ်ထားတယ် nike jordan 1 retro dior တို့မဟုတ် louis vuitton နဲ့ nike air force 1 collaboration စတဲ့ဖနက်တွေကိုရွေးချယ်နိုင်ပါတယ် ကဲဒါဆိုရင်တော့ second style ကိုဘယ်လိုဝေးရမလဲဆိုတာကိုတည်သွားပြီလို့ထင်ပါတယ်ဒါပေမဲ့ pro တို့အနေနဲ့ဝတ်တဲ့အခါကျရင် underwear ကို clean ဖြစ်ပြီးတော့အထကြတဲ့ underwear မျိုးကိုရွေးချယ်စေချင်ပါတယ်ပြီးရင်ဒီပုံစံဝတ်တဲ့အခါကိုယ်နဲ့ကိုယ်ပါဝင်ခြင်းကို respectfully ထားပြီးတော့နေရာဒေသပေါ်မူတည်ပြီးအရင် short ချနေရာမျိုးမလုပ်ဘဲနဲ့အထကြကြလီ cycling ဖြစ်နေရာမျိုးကိုပိုကြံပေးပါတယ်ကဲဒါဆိုရင်တော့ steep version ကိုကြိုက်တဲ့ညီကိုရောမကြိုက်တဲ့ညီကိုတွေအတွက်ပါ cycling version ဘောင်းမီအောင် offshore fishing ဆိုတာပါလဲနဲ့ဘလို့ဝစ်စင်ရမလဲကိုတည်သွားပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like လုပ်ပြီးတော့ channel လေးကို subscribe လေးမလုပ်ရသေးရင်လုပ်ပေးကြဖို့တောင်းဆိုလိုက်ပါရစေ။နောက်ထပ်အစ်စ်အစ်စ်တော့အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးများ යි တင်ပါတယ်။